မေးလျှောက်ခွင့်ပြုပါဗျာတပည့်တော်တို့ဟိုသူများပစ္စည်းကိုကင်ကင်တဲ့ခါမှာပေါ့ဗျာဟိုခွင့်တောင်းပြီးတော့ကင်မယ်ကင်မယ်ပေါ့ကင်ရင်းနဲ့အဲ့ပစ္စည်းလေးကကိုကဟိုလိုချင်စိတ်လေးဖြစ်သွားတယ်ဗျာအဲ့ဟာနေခိုးမှုလေးဖြစ်သွားမှာပေါ့ဗျာသူစိတ်တည်းကခိုးချင်မှာပေါ့ဗျာအဲ့ချိန်ကြလို့ရှိရင်ဟိုဘလို့ဘလို့အဘယ်သိနိုင်လဲဗျာသူကသူများပစ္စည်းကိုကင်တဲ့ခါမှာနှစ်ပိုင်းခွဲတယ်ခွင့်တောင်းပြီးကင်တာနဲ့ခွင့်မတောင်းပြီးကင်တာ အဲ့တော့ခွင့်တောင်းပြီးတော့ကင်တယ်ပေါ့သူများပစ္စည်းကိုလှတယ်ဆိုပြီးတော့ကင်ကြည့်လိုက်တယ်ပစ္စည်းကလည်းတန်ဖိုးကြီးတယ်ပေါ့ဒီနေ့ခေတ်ဆိုရင်ဒါဖုံးနေပါလေချိုးစာတင်လိုက်ဒီမှာဖုံးသွားတဲ့ကြောင်းလိုက်တယ်ဆိုတော့ဖုံးနေတာတန်ဖိုးကြီးတယ်ဆိုတော့ဖုံးနေပါလေကင်ကြည့်တယ်ယူကြည့်တယ်ခွင့်တောင်းပြီးတော့ကြည့်တယ်ပေါ့ကြည့်နေဖုံးနေကလည်းတန်ဖိုးကြီးလှလဲလှကောင်းလဲကောင်းတော့သဘောကျခိုးလိုတဲ့စိတ်ဖြစ်တယ်ငါမပေးတော့ဘူးကွာငါယူလိုက်မယ်ဆိုစိတ်ကသုံးပြချလိုက်တယ်နော်အဲ့တော့မှမကောင်းပါဘူးလေသူပြန်ထားပြလိုက်တယ်ဒါပေမဲ့သူပါစီကမကြအောင် ဘာလို့ဆိုတော့ပိုင်ရှင်ကိုသူကခွင့်တောင်းတယ်ပိုင်ရှင်ကသူ့ကိုပေးထားတာကိုပိုင်ရှင်ကအေးယူကြည့်ပါလို့ပိုင်ရှင်ကိုယ်တိုင်ကကြည်ပူပေးထားတဲ့ပစ္စည်းဖြစ်သွားတယ်သူကအဒိဏမဟုတ်ဘူးဒိဏဖြစ်နေတာပိုင်ရှင်ကိုယ်တိုင်ကခွင့်ပြုထားတဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်ခိုးလို့တဲ့စိတ်ဖြစ်သွားပြီမှလည်းပါရာဇိကမကြအောင်ဘယ်ချိန်မှသူကြမလဲဆိုတော့သူကခိုးလို့တဲ့စိတ်ဖြစ်သွားတယ်သူကယူသွားပြီဆိုပါသူပိုင်ရှင်စီရောက်မှငားသွားတယ်ဆိုပါသူဗျာကဲပိုင်ရှင်စီကသူဖုံးငားသွားတယ် တန်ဖိုးကြီးတဲ့ဖုန်းစလုံးကိုသူငှားပြီးသုံးတယ်ပိုင်ရှင်ကိုယ်တိုင်ခွင့်ပြလိုက်တာနော်ပြီးရင်သူကမပေးတော့ဘူးလို့သူကဆုံးဖြတ်ချလိုက်တယ်ငါမပေးတော့ဘူးကွာပိုင်ရှင်မပေးတော့ဘူးမကြသေးဘူးနော်ပိုင်ရှင်မပေးတော့ဘူးလို့ဆုံးဖြတ်ချမယ်သူမကြသေးဘူးဘယ်ရှင်မကြမလဲဆိုတော့ပိုင်ရှင်ကလာတောင်းပါရှင်မကြဒီပြည့်စရာငါသွားတယ်ဖုန်းပြန်ပေးပါဆိုပိုင်ရှင်ကလာတောင်းတယ်အဲ့တော့သူကမပေးတော့နော်မပေးဘူးပိုင်ရှင်တောင်းတာကိုမပေးဘူးအဲ့ဒီခါကျမှပိုင်ရှင်ကလည်းခုနကကိုတောင်းငါတောင်းတဲ့ဟာမရတော့ပါလားဆိုပြီးဆုံးဖြတ်ချလိုက်မှသူကကြမှာဟုတ်ပြီနော်အဲ့တော့ခွင့်တောင်းမေးကြင်တာမျိုးငားရမ်းတာမျိုးကြတော့ပိုင်ရှင်ကိုယ်တိုင်က သိလို့ဆုံးမရချလိုက်မှသူကကြပါအဲ့ဘိုင်းရှင်ခွင့်မတောင်းဘဲနဲ့ကင်တဲ့ဟာကြလို့ရှင်တော့အဲ့ခိုးလို့တဲ့စိတ်ဖြစ်ကြတာကြတာပဲဘာလို့ဒီ PC ကိုသူကခုနကင်ပြီးမလိုက်တဲ့နေရာယူပြီးသားဖြစ်သွားပြီအဲ့ချိန်မှာသူကခိုးလို့တဲ့စိတ်နဲ့မပေးတော့ဘူးငါယူလိုက်မယ်ဆိုတဲ့စိတ်ကဖြစ်သွားရောအဲ့ဆိုရင်တခါတည်းအင်ကာတော့ချက်ကြီးသွားပြီလေခိုးလို့တဲ့စိတ်လည်းပါတယ် PC လည်းယူပြီးသားဖြစ်သွားတယ်ဘိုင်းရှင်လည်းခွင့်မပေးဘူးလေအုံချက်လုံးကြီးသွားတယ်သူကအဲ့ကြောင့်ဘယ်ပစ္စည်းကိုမှဆိုပိုင်ရှင်ခွင့်တောင်းပြီးတော့ကင်ခဲ့ရင် ိုးလိုတဲ့စိတ်ပေါ်ခိုင်းတော့မှမကြသေးဘူးပဲအဲကြောင့်ပစ္စည်းတွေခိုင်းမယ်ဆိုလို့ရှိရင်ဆရာတို့ကြီးတွေကခွင့်တောင်းမှခိုင်းမှုဆိုပြီးပြောကြတာเนาะအဲကြောင့်ခွင့်တောင်းမင်းခိုင်းတာနဲ့ခွင့်မတောင်းမင်းခိုင်းတာကအဲ့လောက်ထိအကျိုးအာနိသင်တက်ရောက်မှုရှိတယ်စာထဲမှာတခုရှိသေးတာသူများပစ္စည်းတွေကုတယ်ပေးတယ်ဆိုတဲ့နေရာမှာလဲအဲ့ဒီသဘောပါတယ်ဗျဥပမာတော့ယဟန်တစ်ပါးကသူပစ္စည်းအထုပ်တွေမခီးဝဲကလာတော့ပစ္စည်းတွေပါလာတယ်ထုပ်တရားဝိုင်းကူဝိုင်းတယ်ပေးတယ် ဝိုင်းတက်ပေးတဲ့အခါမှာအဲ့မှာလဲခွင့်တောင်းပြီးတည်ပေးတာနဲ့ခွင့်မတောင်းပြီးတည်တာအဲ့မှာလဲအဲ့တိုင်းပဲဆုံးဖြတ်တယ်။နော်အဲ့တော့ခွင့်မတောင်းမဲနဲ့ကိုကစေတနာကောင်းကောင်းနဲ့ဝိုင်းတည်လိုက်တယ်။နော်တည်ရင်းနဲ့မှခိုးလို့ရစိဖြစ်သွားတယ်။နော်ပိုင်ရှင်ကိုကိုကခွင့်တောင်းပြီးတော့တည်တာမဟုတ်ဘူး။ကိုမကိုစေတနာကောင်းပြီးတော့တည်လိုက်တာပဲ။အဲ့မှာခိုးလို့ရစိဖြစ်သွားတဲ့အခါကျတော့ခွင့်တောင်းပြီးမတည်တာခွင့်တောင်းပြီးတာခွင့်မတောင်းတဲ့အတွက်ကြောင့်ခိုးပြီးသားဖြစ်သွားတယ်သူက။ အဲ့တော့ခွင့်တောင်းပြီးတော့တည်တဲ့ပုံကိုဆိုလို့ရှိရင်ရှင်ပြပြီးတော့ကုတယ်ပေးမယ်နော်ဆိုရင်အေးကုတယ်ဖို့ဆိုတော့မိုင်းရှင်းခွင့်ပြုတယ်အဲ့လိုဆိုလို့ရှိရင်တည်ပေးရင်းနဲ့ခိုးလို့တည်းစေဖြစ်သွားရင်လည်းပါရာစီကမကြသေးဘူးအဲကြောင့်ပစ္စည်းတွေဘာတွေတည်ပေးတဲ့နေရာမှာလည်းပဲသူကခွင့်တောင်းပြီးတည်ခြင်းနဲ့ခွင့်မတောင်းမနဲ့တည်ခြင်းဟာလည်းပဲအဲ့မှာအကျိုးတရားမျိုးကကွဲပြန်တယ်အဲကြောင့်ဘာဖြစ်ဖြစ်သူများပစ္စည်းကိုကင်ပြီဆိုကြတဲ့ကောင်ကိုခွင့်တောင်းတာတော့အကောင်းဆုံးပဲလို့မှတ်ပါနော်